အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့အလေးစိတ်ပြေသွားပြီ ညလိုက်ကမှဆက်ဆံနိုင်ဖို့စားပေးတဲ့အစားအစာများသောတင်ဆက်ပေးကြပါရစေ။အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားတဲ့မပေါ်စားတဲ့သွေးရောယောဂလက္ခဏာများအကြောင်းအရင်ပြောပြချင်ပါသေးတယ်။အဲ့ဒါပြီးမှပဲလိမ့်စိတ်ပြေပါပဲညလိုက်ကမှဆက်ဆံနိုင်ဖို့စားတဲ့အစားအစာများသောတင်ဆက်ပေးမှာမို့အဆောင်ထိကြည့်ပေးကြပါရှင်။မပေါ်စားတဲ့သွေးရောယောဂလက္ခဏာများသွေးရောယောဂဆိုတာ လူတွေအချိန်မတိုင်းပြီးသိဆုံးရခြင်းရဲ့အတိတ်ကအကြောင်းရင်းတစ်ခုပါနှလုံးအုံနာစောက်ခတ်တို့ကို ထိခါပြည့်စည်စေပြီးစီချိုရောကလိမ့်ဖြတ်ခြင်းတို့နဲ့လည်းဆက်နွယ်နေပါတယ်နောက်ဆက်တွဲဆိုးကျိုးတွေများလုံလာတာမို့သွေးတို့ရောကကိုအချိန်မီကုသထိသိမ့်နိုင်ပါသာအသက်ရှင်ကြမှာစွာနေထိုင်သွားနိုင်မှာပါဒါကြောင့်ဒီနေ့မှာတော့တဲ့မှာသွေးတို့ရောကရှိရင်သိနိုင်မဲ့လက္ခဏာတွေကို ပြောပြပေးသွားပါမယ်။အကြောင်းပဲပြင်ထန်စွာခေါင်းခိုက်ခြင်းခေါင်းခိုက်ရခြင်းအကြောင်းရဲ့အမျိုးမျိုးရှိပေမဲ့တွေ့တူသောခေါင်းခိုက်တဲ့အခါပြင်ထန်ပြီးခေါင်းတစ်ခုလုံးတရင်ထိန်နဲ့ခိုက်ပါရယ်။အများအပြားမနက်ခင်းမှဖြစ်တတ်ပါရဲ့ရမအောင်ခြင်းသွေးရုပ်ဆောင်ဖြစ်တဲ့ရမအောင်ခြင်းကိုအန်ဂျိုင်နာလို့ခေါ်ပါရဲ့သူလက္ခဏာကရှင်ဘက်ကိုညှစ်ထားဖိတ်ထားသလိုတင်းတင်းကြပ်ကြပ်ကန်စားရတာမျိုးပါအမြင်ဝါခြင်း တွေ့တို့ကြောင့်မျက်စိကိုထောက်ပံ့တဲ့တွေ့ကြော်ရင်းပြက်စီတဲ့အခါအမြင်ဝေဝါလာပါတယ်။မောပန်တွင်နေစေပင်ပင်ပန်းပန်းနေမလို့ရပဲနဲ့မောပန်နေတဲ့ဆိုရင်တိတ်ခန္ဓာကိုယ်ကိုဂယုဆိုင်ဖို့လိုနေပါပြီ။တွေ့တို့စင်းတဲ့ပင်ပန်းတွားလျောက်ချင်းကဆန်ရွယ်နေတတ်ပါတယ်။တခြားလက္ခဏာတွေကတော့နှာခေါင်းသေရှမ်းခြင်း၊နှလုံးခုန်မမှန်ခြင်း၊နားလေထွက်ခြင်း၊ကြိုးစင်ရခြင်းစိတ်ဖြစ်ခြင်း၊ပြိုဝမ်းခြင်း ဆိုင်ရှောင်းချင်းစိုးရိမ်ပူပန်ချင်းစွတ်တာလှုပ်ချင်းတို့ပဲဖြစ်ပါတယ် WHO စက်တန်ရောက်သွေးရိုးရှိသူ46ရာခိုင်နှုန်းကသူတို့မှာသွေးရိုးရောဂါရှိနေမှမသိကြပါဘူးသွေးရိုးရောဂါကအတန်တိတ်လူသက်သမားတွေတူတာမို့မစစ်စေးမကူတာပဲနေပေရင်ရောဂါကြီးကြီးမားမားဖြစ်မှသိရတာမျိုးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်သွေးရိုးရောဂါလက္ခဏာတွေကိုဂရုပြုသတိထားသင့်ပါသော သတိပေးတိုက်တွန်းလိုက်ပါတယ်ရှင်။ဆက်လက်ပြီးတော့လိမ့်စိတ်ပြေပါပဲ။ညတိုင်းကောင်းမှဆက်ဆံနိုင်ဖို့စပေးတဲ့အစားအစာများသာတင်ဆက်ပေးကြပါရစေ။ကောင်းမှစွာပြေပါပဲ။နေ့တိုင်းဖောင်းတိုင်းလုံတိုင်းအောင်စပေးတဲ့အရာများသာတင်ဆက်ပေးကြပါရစေ။လိမ့်စိတ်ကိုအားပေးတဲ့အစားအစာများအကြောင်းပြောပြပေးတော့မှာပါ။တရုတ်နန္ဒမင်းထဲမှာပါရှိတဲ့ဓာတ်ကသားဟုံမုံထွက်ရှိမှုကို လွန်စွာအားပေးတဲ့အတွက်အမျိုးသားများညအိမ်ရာမဝင်ခင်တရုတ်နိုင်ငံမိကို အစိမ့်လိုက်ဝါစာပေးတင်ပါတယ်။ဂုံကောင်၊ကမကောင်တွေရှိတဘာဝစတဲ့တဲ့ဒိုပမီဟော်မုန်းတို့ကလိမ့်စိတ်ကိုသုံးစားမြောက်ဒိုပွာလာစေကောင်းအမျိုးသားများသုတ်ရီထုတ်ပေးတဲ့ဆဲတွေကိုအထောက်ပံ့ပေးရသောသားသမီးယူကိုအစီအစဉ်ရှိတဲ့ဖခင်လောင်းမြောင်ခုံးကောင်ကမကောင်ကို မဖြစ်မနေစားပိတ်တင်ပါတယ်။တကယ်လို့ခရုကမာကောင်မဆိုင်သူများနေတဲ့လက်ကောင်နဲ့အစွမ်းသက်တည်တူတဲ့ရွှေပြောင်စိတ်တော်ကိုစားပိတ်နိုင်ပါတယ်။လက်ပြောသေးတဲ့မှာပါရှိတဲ့အန်ဆိုင်နဲ့ဗီတာမင်တွေကစားခွာကိုပြေဝစေလို့နေ့တိုင်းလက်ပြောသေးစားပေးပါ။ရွှေမကန်စီကိုတိုင်သားတွေကထော်ပန်သေးကိုတော့ရွှေထွက်စေတဲ့အပင်လို့မိခေါ်ကဖိုးမကွန်အားတိုးစေဖြင့် စာတုံးလာခဲ့ကြပါတယ်။ဖာဒန်စီရဲမှာပါတယ်။ဖက်တီရစတီဟာကြောင်းဟုံမုံထုတ်ပေးနိုင်စရှိလို့ဖာဒန်စီအစိမ်ကိုအစိမ်လိုက်အထုအငံမရောပဲဝါစားပါ။တပန်းသည်တရသည်မတ်မုံသည်နဲ့စတော်ဘယ်ရီသည်တွေကဖိုးဝါစာတို့မြင်ပေလို့လက်ကောင်းသည်သည်လေးမျိုးကိုရောစား၍တော်လကောင်းတက်မျိုးချင်းသေးသက်စား၍တော်လကောင်းအစီအပြေတက်လို့စားပေးနိုင်ပါတယ်။ သဲရဲမှာပါတဲ့ဗီတာမင် B5 နဲ့ B6 တို့ကဆွဲပြေစေမှုပြေပြားစေပြီးဟော်မုန်းပမာဏကို တိုးပွားလာစေပါတယ်။ကြောက်ကိုအစိမ့်သောခြင်းကကြောက်မသဘာဝဆွဲရည်ကိုပုံမတိုးပွားလာစေပါတယ်။ငေါ့ရေကလည်းကြောက်လိုအစွမ်းသက်တဲ့ပါရှိကြပါတယ်။စက်တော်မျိုးရဲ့ရှိတက်ကကြောက်မလည်းအင်္ဂါရဲ့ရှိတွဲတွေကိုလှည့်မြန်စွာစီစဉ်လည်ပတ်စေလို့ရှားကစိတ်တွားစေပါတယ်။ အနှံ့ရောင်ချောကလက်ထဲမှာပါတဲ့ဓာတ်ပေါင်းစုကချစ်စိတ်ကိုတို့ဝါစေလို့ချစ်တင်တော့အာဖြစ်စေဖြစ်မိဝဲစားသုံးတင်ပါတယ်ချစ်တင်တော့အာဖြစ်စေဖြစ်မိဝဲစားသုံးတင်ပါတယ်မြမတာရဲ့စီစံနေမှာမြေခွာရွယ်ကို၆လတိတိစာပေပါကခွန်အားဖလာစီ၍လူပြိုလိုဖြစ်စေသောညှို့ဆုံထားပါတယ်အိန္ဒိယနိုင်ငံကဘယင်မင်းမြတ်ဟာနေ့စဉ်မြေခွာရွယ်စားလို့တန်လုံကောင်းပြီး မိမိယမောင်မောင်မိသားအယောက်90တွဲလိင်ကိစ္စကိုဆွမ်းဆောင်နိုင်သောအိန္ဒိယရာဇဝင်သမိုင်းမှာဖော်ပြထားပါတယ်။မြေခွာရွယ်ဟာလိင်စိတ်ချစေတဲ့အစွမ်းရှိသော1966ခုနှစ်ထိုင်းနိုင်ငံစိတ်အဖေတံမှာလိင်စိတ်ကိုအားပေးတဲ့သဘာဝစိတ်လို့မှတ်တမ်းတင်ထားပါတယ်။ KVD ကလည်းစစ်တင်တော်စေတဲ့အဖြစ်စီပါပဲ။ဖောလစ်အစစ်ကျွဲဝါတဲ့ဟိန္ဒူနယ်ကိုစာပေခြင်းဖြင့် လိမ့်စဲဆန္ဒကိုတွန်ပြပေးကမျိုးအောင်စေပါတယ်။ဟင်နရီခုနှစ်ဘရင်တဲ့ရှေးအာရှဘရင်မင်းမြန်များလက်ထက်ကလေးကပဲမောင်မပီတန်ဆန်းဆောင်ရေးအာခေါစေဖြင့်ချင်းပြောက်ရီကိုမေဝဲလာခဲ့ကြပါတယ်။ဒါအပြင်27ရာစုစေသူတဲ့ကြီးတွေကလည်းချင်းဟာကာမစိတ်ဆန္ဒကိုလှုပ်ဆော်ပေးတဲ့အိမ်တွေတမာတော်လို့ဆိုကြပါတယ်။ပါလာစီထဲမှာအမြောက်များပါရှိတဲ့တက္ကရာခိုင်ကိုလှုပ်ဆော်ပေးနိုင်စရှိတော့ အေဒီယာမှာကာမရာဂဆေးဖြင့်ဖာလာစိတ်ရည်နေကြံလဖဲရေကိုတောက်တုံလေးရှိကြပါတယ်။အီတလီနိုင်ငံမှာရွှေပဝေတဏီကလေးကစာရွေးပင်စိမ့်ပင်လေးကိုဟော်မုန်းအာထိုဆေးဖြင့်အသုံးပြုလာခဲ့ကြပါတယ်။ရွှေပြုံဆေးထဲမှာစင်တဲ့မြန်မာစာပါရှိတဲ့ဖြင့်ဗီတာမင်နဲ့သတ်ပြုတတ်တော့အလုံးလောက်ပါရှိလို့ကပ်ပိမှာဖြစ်ပေါ်တဲ့အဖိုလိန်ဟော်မုန်းထုတ်လုပ်မှုကိုအားပေးခြင်းကြောင့်အမျိုးသားများ ရာရောင်ဝင်ခံနေတာရွှေပြုံစည်းလို့စာပေးသင်ပါတယ်။နောက်ဆုံးပေါ်လေးလာစာတမ်းမှုတွေရောသပြည့်ဝန်တကွက်ပုံမှန်မိဝဲလေးရှိတဲ့အမျိုးသမီးတွေဟာလိမ့်စိတ်ဆန္ဒတကြွသေးပြီးအလုံးစုံပြီးမြောက်အောင်မြင်ပါရတယ်။ဖယက်တိမှာပါတဲ့အမိုင်နိုအဆင်ဟာတွေးလက်စောင်းများကိုပြေရောကတွေးလက်ပဲစီစဉ်မှုကိုတို့ပါစေလို့အမျိုးသားများစားခွန်အားကောင်းစေပါရစေ။ပန်းကုတ်ဝီစိတ်မှာပါတဲ့ဗီတာမင်ဓာတ်ပါဆိုတွေဟာ မသဘာဝခွာဖြစ်စေရာကြောင့်အမျိုးသမီးများညစာဟင်းလျာပြေစာသုံးပေးသင့်ပါတယ်။ဟာဝိုင်းတက္ကသိုလ်ကလေလာဆက်သက်မှုတွေရာစင်စဲမိဝဲသူအမျိုးသမီးတွေဟာတလတွင်မှာပဲလိမ့်ဆွမ်းဆောင်ရေး68ရာခိုင်နှုန်းမြောက်တိုတန်လာကြောင်းဒါပေမဲ့ဓာတ်ရုပ်ပြစီတသာရုံနဲ့ဖန်တီးထားတဲ့ခြေစိမ်အတူကတော့သမ်းမကြီးကိုအကျိုးရစေကြောင်းအကြံပြုထားပါတယ်။အဝါရောင်ကိုပမာဝစ်ဆန်ဟာ အစာရီယောဂါရီအတွက်ဆေးဘက်ဝင်ရောက်တာမကလိမ့်ဆန်းဆောင်မှုကိုအားပေးလို့ရှင်တွေပူပူမှာ15မိနစ်ခန့်စိတ်တောက်ပေးနိုင်ပါတယ်။ဆက်လက်ရွယ်မှာလိမ့်စိတ်ဟော်မုန်းကိုနှုတ်ဆော်ပေးနိုင်တဲ့အစွာပါရှိလို့ညစာစားတဲ့အခါဆက်လက်ရွယ်တစ်စလုံးစားထိစားပေးပါ။ကညော့ပင်ရဲ့ပုံတရံကအထင်းနေရင်ကနဲ့ခက်စစ်စစ်တူရာကြောင့်ပြည့်တဲ့ဘာသာစကားရကညုံကိုစားလေရင်ကလို့ခေါ်ပါရယ်။ တဘာဝဇာခုံအားပြည့်စုံသောအမျိုးသားများအားလုံးစေဖြင့်ပြည့်ဝဲတင်ပါれ။ဒါပြင်မိဖွားပြီးသောအမျိုးသမီးများကညွတ်ပင်အမြင့်ပြုံစားခြင်းဒါမှမဟုတ်ကညွန်နဲ့နွားတို့လိုရောပင်နို့ထမင်းချန်စားခြင်းဖြင့်တွေ့တန်ကကာမခုံအားအမြင့်ပြေဝစေပါれ။ဒီကနေ့တင်ဆက်ပေးတဲ့အကြောင်းအလေးကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုသူထပစ္စည်းမဲ့ကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပြီးမှာပေါ့ စောင့်မျှော်အားပေးကြပါဦးရှင်ကျေးဇူးအပေးခဲ့ကြတဲ့ပရိသတ်တရားချီးကိုကျေးဇူးတူပဲတင်ရှိပါရရှင်